ဘင်္ဂလားဒေ့အမျိုးသားလုံခြုံရေးအကြံပေးဒေါက်တာခါလီလာယာမန်ရဲ့ပြောဆိုချက်တွေကိုတရီးရင်းမြစ်လိုက်စစ်တဲ့အခါမှာဖတ်ချက်အရမန်ကန်လာကိုတွေ့ရပါတယ်။ရခိုင်မှာဖွဲ့စည်းမဲ့အစိုးရအဖွဲ့မှရိုဟင်ဂျာတွေကိုပအဝင်ဖိပြုရေးဆိုတဲ့အခြေအနေဒါဟာဘင်္ဂလားဒေ့ရဲ့ဆက်ဆံရေးဗျူဟာအရေးကြီးတဲ့အချက်ဖြစ်လာနေဖို့တွေ့ရပါတယ်။နေသက်တည်တော့မှဘျူဟာတွေရှုပ်ထွေးနေပါတယ် AA နဲ့ဘင်္ဂလားဒေ့ရို့ပူးပေါင်းဆောင်ရွက်ဖို့ကြိုးစားနေကြတဲ့အချိန်မှာနာမည်တစ်လုံးဟာအားလုံးကိုရက်တက်စေနိုင်တဲ့အခြေအနေဖြစ်လာနေပါပြီ။အဓိကပြဿနာကဒီလိုပါ။ဘင်္ဂလားဒေ့ရက်ကရခိုင်ပြည်နယ်မှာရှိတဲ့ AA နဲ့ဆက်ဆံဖို့အတွက်မဖြစ်မနေတောင်းဆိုနေတာကတစ်ခုပဲရှိပါတယ်။အဲ့ဒါကဆက်ဆံရေးတိုင်းမှာအစိုးရဖွဲ့ရဲ့အုပ်ချုပ်ရေးတိုင်းမှာအဆင့်တိုင်းရိုဟင်ဂျာကိုခေါ်ဝေါ်တုံးဆွဲစေချင်တဲ့သဘောပါ။ အုတ်ထုတ်ရေးပိုင်းမှာကိုရိုဟင်ဂျာကိုယ်စားလှယ်တွေပါမပါမဖြစ်ပါဝင်ရပါမယ်ဆိုတဲ့အထိတင်းတင်းကြပ်ကြပ်ပြောဆိုလာတဲ့အခြေအနေဖြစ်ပါတယ်။ဒါမှမဟုတ်ရင်သူတို့ဘက်ကဆက်ဆံရေးကိုခက်ခဲအောင်လှုပ်လာနိုင်တယ်ဆိုတဲ့အထိဒီပေးထားတာဖြစ်ပါတယ်။ဒါပေမဲ့အေအေဘက်ကကြတော့ဒီကိစ္စကိုတော်တော်လေးတတိထားပြီးကြိုက်တွယ်နေရတဲ့ပုံပါ။ဘာဖြစ်လို့လဲဆိုရင်အေအေကအခုချိန်ထိမွတ်စလင်လိုပဲတရားဝင် ခေါ်ဝေါ်တုံးဆွဲခဲ့ပြီးတော့ရိုဟင်ဂျာဆိုတဲ့အမည်နာမကိုလက်မခံသေးပါဘူး။ဒါကပြည်တွင်းရခိုင်ပြည်သူတွေရဲ့ထောက်ခံမှုမကျဆင်းစေဖို့သူတို့ရဲ့ယက်တိချက်တွေအပေါ်မှာပြည်သူလူထုသဘောထားထိန်းကြီးဖို့အတွက်မဟာဗျူဟာအရစဉ်စားဆောင်ရွက်နေတာဖြစ်နိုင်ပါတယ်။ဒါပေမဲ့အင်္ဂလာဒေ့ဘက်ကကြတော့ဒီကိစ္စကိုနိုင်ငံတကာအဆင့်ဖိအားပေးမှုတစ်ခုလို့မြင်နေတာပါ။အေအေတို့က နိုင်ငံကအတိမတ်ပြုမှုကိုလိုချင်တယ်ဒါကြောင့်ဒီနာမည်ကိစ္စကိုအဓိကလဲလှယ်ရမယ့်ကတ်တခုလိုကင်ပြီးတင်းမာနေတဲ့အနေအထားဖြစ်ပါတယ်ဟုတ်ပြီမေးစရာရှိလာတာကအဲ့ဒီနာမည်တခုတည်းကဘာလို့ဒီလောက်ကြီးမားတဲ့ view ဟာမျိုးပြဿနာဖြစ်လာရတာလဲနိုင်ငံကနိုင်ငံရေးမှာနာမည်ခေါ်ဝေါ်ပုံနဲ့အတိမတ်ပြုမှုဆိုတာရိုးရိုးလေးတာမကိစ္စတော့မဟုတ်ဘူးဗျအင်မတန်ရေးကြီးပါတယ်ဥပမာ ပါလက်စတိုင်းနဲ့အစ္စရေးကိုကြည့်အောင်အဲ့ဒီနှစ်ဖက်ကြားမှာပဋိပက္ခမှာနယ်မြေပိုင်ဆိုင်မှုတွေမကပါဘူးဘသူကိုဘယ်လိုခေါ်မလဲဆိုတဲ့အမိခေါ်ဝေါ်မှုသဘောထားကွဲလွဲမှုဟာပဋိပက္ခကိုပိုပြီးဆိုးရွားစေတဲ့အဓိကအရင်းခံတွေထဲကတစ်ခုဖြစ်နေတာတွေ့ရမှာပါနောက်တစ်ခုကိုဆိုဘိုနဲ့ဆာဘီယာဆာဘီယာဟာကိုဆိုဘိုကိုနိုင်ငံအဖြစ်အတိအမှတ်မပြုဘူးနိုင်ငံတကာကအတိအမှတ်ပြုမလားမပြုဘူးလားဆိုတဲ့ဒီနာမည်အတိတွေးချက်ကနိုင်ငံတကာရဲ့ဂတိကဝတ်နဲ့သဘောထားကိုပြသတဲ့ပြယုတ်ဖြစ်လာပြီး နိုင်ငံရေးကရက်တွေကြီးကြီးမားမားထားသေးပါတယ်ဒီတော့အေးအေးအနေနဲ့အဲ့ဒီအခြေအနေကိုဘယ်လိုကြိုက်တွယ်မလဲရှေ့ဆက်ရောဘာတွေဖြစ်လာနိုင်လဲဖြစ်နိုင်ခြေနှစ်ခုတောက်တက်ကြည့်လို့ရပါတယ်ပထမဖြစ်နိုင်ခြေကအေးအေးကဘင်္ဂလားဒေ့ရဲ့ရိုဟင်ဂျာလူခေါ်ဝေါ်ရေးတောင်းဆိုမှုကိုလက်ခံလိုက်မဲ့ဆိုရင်ကောင်းတဲ့အချက်ကနိုင်ငံတကာနဲ့ဆက်ဆံရေးအကြီးအကျယ်တိုးတက်လာနိုင်ပါတယ်။ဘင်္ဂလားဒေ့ထောက်ခံမှုထောက်ပံ့မှုတွေပို့ပြီးရလာနိုင်ပါတယ်။ နိုင်ငံတကာအတိုင်းဝိုင်းမှာပို့ပြီးတော့အနေရရလာနိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့ဆိုဂျူကတော့ပြည်တွင်းရခိုင်ပြည်သူတွေကြားမှာပြည်ပြတ်ထက်ထန်စန့်ကျင်မှုတွေဖြစ်လာမှာဒေချာတလောက်ပါပဲ။အေအေရဲ့အခြေခံရပ်တည်မှုနဲ့ပေါင်းများစွာစ조사တိဆောက်ထားတဲ့ပြည်သူထောက်ခံမှုတွေတိတိတတ်တာထိခိုက်သွားနိုင်ပါလေ။ဒါဟာအေအေရဲ့အင်အားအရင်မြစ်ကိုပါထိခိုက်နိုင်တဲ့ကိစ္စဖြစ်ပါတယ်။ဒုတိယဖြစ်လိုက်ချေကအေအေကအဲ့တောင်းဆိုမှုကိုလက်မခံဘူး။ သူတို့ရဲ့လက်ရှိရည်တည်ချက်အတိုင်းဆက်သွားမယ်ဆိုရင်ဘင်္ဂလားဒေ့ရဲ့ဆက်ဆံရေးကအေးဆက်သွားမှာသိချရတယ်။ဒါပြင်တိတိတတ်တာခက်ခဲမှုတွေတွေ့လာရမှာဖြစ်ပါတယ်။နေသက်ဒေသမှာဘင်္ဂလားဒေ့ဘက်ကဖိအားတွေအမျိုးမျိုးပုံတန်အမျိုးစုံနဲ့တိုးပြီးတော့ပေးလာနိုင်ပါတယ်။လူသားချင်းစာနာမှုအကူအညီကော်ရီဒါပုံတန်အသက်တွေနဲ့စီစဉ်တဲ့ကိစ္စတွေမှာရောအကူအညီပေးမဲ့ကိစ္စတွေမှာပါ။ဒါပြင်လှုပ်ချွေရေးအရရောစီးပွားရေးအရပါဖိအားတွေဖြစ်လာနိုင်ပါတယ်။ ဒီတော့ AA အနေနဲ့ကတကယ့်ကိုဖြူဟာမြောက်မဟာခြေလမ်းကိုစဉ်းစားရမယ့်ကိစ္စဖြစ်နေတာတွေ့ရပါတယ်။နိုင်ငံတကာရဲ့အတိမတ်ပြုမှုကိုလည်းလိုချင်တယ်။ဒါပေမဲ့ကိုပြည်တွင်းကပြည်သူထောက်ခံမှုကိုလည်းဘယ်လိုနည်းနဲ့မှလက်လော့ခံလို့မရပါဘူး။ဒီကြားထဲမှာဘယ်လိုနူးနူးညံ့ညံ့ဒါပေမဲ့ခိုင်မာပြတ်သားတဲ့ခြေလမ်းမျိုးလမ်းမလဲဆိုတာက AA တို့အတွက်အကြီးမားဆုံးစိတ်ကုန်မှုပါပဲ။ဒီအခြေအနေကကျွန်တော်တို့ကိုပြတ်သားနေတာကတော့ နာမည်တစ်ခုတည်းကဘလောက်အထိကြီးမားတဲ့ view ဟာမြောက်အင်အားရှိတယ်လဲဆိုတာပါပဲတကယ်တော့ဒါဟာနာမည်တစ်လုံးပဲလေအခေါ်ဝေါ်တစ်ခုဒါပေမဲ့အဲ့ဒီနာမည်တစ်လုံးအခေါ်ဝေါ်တစ်ခုကလက်ဆက် borderline တခြားလုံးရဲ့ view ဟာတစ်ခုလုံးကိုလောကပြောင်းလဲပြစ်လိုက်တယ်ဆိုတာအားလုံးတတိပြုတင်တယ်ဆိုတာကိုကျွန်တော်တင်ပြချင်တာဖြစ်ပါတယ်နောက်ဆက်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာ view ဟာမြောက်ပုံတိုက်ချက်တွေနဲ့ပြတွေ့ရအောင်ပါရပါပါ